အဲ့လိုပဲလူရဲ့မောင်းဆိုတာဟာအချိန်မရွေးကျွန်တော်တို့ဘဝမှာရောက်လာနိုင်တယ်ဒါကြောင့်မလို့မိမိရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့တာဝန်ကြီးကျွန်တော်တို့ဘာတွေကြံသေးလဲကျွန်တော်တို့ကရှာဖွေကြွေးမွေးလိုက်ရင်ဒါငါတို့တာဝန်ကြီးပြီလို့ထင်တယ်ရှာဖွေကြွေးမွေးခြင်းသာတာဝန်ကြီးတယ်ဆိုလို့ရှိရင်ရှာဖွေကြွေးမွေးလိုက်ရုံနဲ့တာဝန်ကြီးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နဲ့တရိတ်ဆန်နေနဲ့ဘာကွာတော့မလဲကျွန်တော်တို့နဲ့တရိတ်ဆန်နေနဲ့ဘာကွာတော့မလဲ တရိတ်ဆိုင်လေးဆိုတာဟာသူတို့လေသူတို့သားသမီးတွေကိုသူတို့မိသားစုကိုရှာဖွေကြွေးမွေးတဲ့စောင့်ရှောက်တဲ့အခက်အခဲတွေကနေကာကွယ်တဲ့ဒီလောက်နဲ့ကျွန်တော်တို့မလုံလောက်ဘူးကျွန်တော်တို့ဒီလူသားတွေဖြစ်တဲ့အဲ့ဒီပုံမှန်မှထပ်ပြီးတော့အီမန်ရှင်တွေဖြစ်တဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကိုလူသားဖြစ်တဲ့အလျောက်ကောအီမန်ရှင်တယောက်ဖြစ်တဲ့အလျောက်ကောတာဝန်တွေအများကြီးရှိတယ်ဒါကိုကျွန်တော်တို့ ခြေပြင်ရမယ်ကျွန်တော်တို့ထမ်းဆောင်ရမယ်နံပါတ်1အနေနဲ့တော့အီမန်ပေါ်မှာဂျိုးပန်းရမှာပဲမိမိအီမန်ပေါ်မှာလည်းဂျိုးပန်းမှာဖြစ်တယ်လို့မိမိရဲ့မိသားစုရဲ့အီမန်ပေါ်မှာလည်းဂျိုးပန်းရမယ်ဟဇရတ်ယာကူဘ်အလိုင်ဟီဆလမ်ဆိုတာနဗီဂျီဒီနဗီဂျီဟာသူဟာသူ့ကိုယ်လုံးခံပြီးမှသူ့ရဲ့တားသမီးတွေကိုအရှိကိုခေါ်ပြီးတော့ဗာမီးလဲတားတော့အနေနဲ့ငါကိုယ်လုံးပြီးနောက်ပိုင်းမှာမင်းတို့အနေနဲ့ بے بھادا وہ کو مال سویرو میری ایمان نے فکر ٹھاکرے جی حضرت یعقوب علیہ السلام سورہ لن نبی دبا فتلو حضرت یعقوبہ علیہ السلام فاک علین نبی فطے حضرت یعقوبہ علیہ سلامیہ افوغ علیہ نبی فط حضرت یعقوب علیہ السلام اول رچہ رط نو حضرت اسماعیل علیہ السلام ڈوغالِ نبی فطے အဲ့လိုပဲကိုရိုင်းလဲနဗီအဖေလဲနဗီအဖိုးလဲနဗီနော်ဦးလေးတွေလဲနဗီအဲ့လိုပဲတားလဲနဗီဟာဇတ်ယာကူဘ်အလိုင်းဆလမ်ရဲ့တားဟာဇတ်ယူဆဖ်အလိုင်းဆလမ်လဲနဗီအဲ့တော့ဒိန်းနဗီမျိုးရိုးကတော့မှဒီဟာဇတ်ယာကူဘ်အလိုင်းဆလမ်ဟာမိမိရဲ့ဒီမျိုးရိုးခန္ဓာနဲ့ပတ်သက်ပြီးတော့ယဒမအေးဖြစ်ရတဲ့အီမန်နဲ့ပတ်သက်ပြီးငါတည်ဆုံးသွားပြီးငါရဲ့တာသမီငါရဲ့မိသားစုဟာအီမန်ပေါ်မှာဆက်လက် ရှောက်လမ်းမှာလား difficult ထားရမယ် difficult ကျွန်တော်တို့ထားရမယ်ဒီတော့ကကျွန်တော်တို့ထားရမယ်ဒါနံပါတ်1ကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမိမိကိုယ်တိုင်ကစစပြီးတော့ပြုပြင်ရမယ်ဂျိုးပန်းရမယ်အဲ့လိုပဲမိမိရဲ့မိသားစုအိမ်သူအိမ်သားတွေအပေါ်မှာကျွန်တော်တို့ဂျိုးပန်းပေးရမယ်နော်အဲ့လိုပဲမိမိရဲ့ဒီပဝင်းကျင်ပေါ်မှာကျွန်တော်တို့ဂျိုးပန်းပေးရမယ် တူကောင်းတယောက်ကောင်းမရဘူးဟာငါမိသားစုဘာသာရေးရှိတယ်ငါမိသားစုနမာစီဖြစ်နေပြီမရဘူးကျွန်တော်တို့ပဝင်းချင်းကိုလည်းကျွန်တော်တို့လက်လန်းမိတဲ့လောက်ကျွန်တော်တို့ဂျိုးပန်ပေးရမှာတအိုးတိုင်းရဲ့တာဝန်ဖြစ်တယ်အခုလည်းကျွန်တော်တို့မက်တပ်ကျောင်းကြီးဖွင့်တော့မယ်ဒီမှာဘယ်နေ့ကျောင်းအလက်ခံမလဲဆိုတော့ကျွန်တော်တို့ရေးထားတယ်ကြေညာပေးထားတယ်အဲ့တော့မိမိရဲ့ရင်တွင်းငယ်တွေကိုဒီကလေးငယ်တွေကိုဒီမက်တပ်ကျောင်းတွေကိုရှောက်အောင်ပို့ပေးဖို့ကဒါ အရေးကြီးတယ်မိဘတွေပေါ်မှာဒါတာဝန်တစ်ခု ference တစ်ခုပဲ ference တစ်ခုပဲအဲ့တော့ invention တွေအတွက်ဟာဒီဘာသာရေးအခြေခံပညာဆိုတာဟာအတတ်တမြအရေးကြီးတာအတတ်တမြကိုအရေးကြီးတာပါเนาะဒီ iman ဟာဒီ maktab အခြေခံပညာရေးမရှိဘဲနဲ့ရှင်းတမ်းမှုအခက်ခဲတယ်မလွယ်ကူဘူးဆိုတော့ပညာရှင်တွေထောက်ပြတယ်အဲ့တော့ ကျွန်တော်တို့ရဲ့တာသမီတွေကို harvest ကအရေးမကြီးပါဘူး harvest အတန်းကိုအရင်မပို့နဲ့ဒီကလေးဟို harvest တန်းကမတမဖားသေးပဲနဲ့ harvest တွေတွေ့နေတယ်တလုံးကဝမ်းနေစရာပဲအရင်ဆုံးပါလို့အောင်မလဲသူတို့ကိုမက်တပ်ကိုအရင်ဆုံးပြီးအောင်တင်ပေးပါကျွန်တော်တို့အာမဂန်တစ်ခုပေးလို့ရတယ်အင်ရှာအလ္လာအဒီကလေးတွေမော်တတ်မဖြစ်တော့ဘူးအင်ရှာအလ္လာဘာသာရေးလေးစားတယ်မလေးစားဘူးဆိုတော့သူ့ရဲ့အတိုင်းဝိုင်းနဲ့သူ့ရဲ့ဒါပြုပြင်မှုနယ်ပဲဆိုင်တယ် تمے چنرو اتائی ڈا ٹخوی لوگ ترگو مور تفے آؤ چنرو تھیں دا پیڑو یارے اٹھیک پیجن والے کوا میلو شین چنرو دیں رمضان ٹن پی ٹن کنوانی چنر تن پی ٹن چیلانی رے چنر یہ زندگی ریگو سکا سا نی رے چندرو دیں آخرت ند پیڑو بھارے جی سی می رے تو او جی چن رو پی میرو سنسے میں لینایا میں ြန်ပြီးတော့ကျွန်တော်တို့ပုံမှာကျွန်တော်တို့သုံးသပ်ရမှာဖြစ်တယ်เนาะဟိုကိုကိုလာနဲ့ပတ်သက်ပြီးတော့လည်းနမတ်စတေကျွန်တော်တို့အခုကစားဖြစ်နေပြီလားအရင်ကအရွယ်ရောက်ခရေကနေကျွန်တော်တို့နမတ်စတေမမှန်ခဲ့ဘူးကျွန်တော်တို့အခုနိုင်တော့နေ့စဉ်ကစားကိုနည်းနည်းမဆိုကျွန်တော်တို့ဖြစ်နေပြီလား

اللہ شہر چنو نیو یہ زندگی میں ما پتھ ماں اوزوں فجر یہ فرض کو چنو قضا پھی بارے یا اللہ شہر چنو زندگی میں پتھ پٹھما ظوں پہ خیرے ظہور فرض لی رکانت کو قضا پھی بارے چنو زندگی میں ما پتھ ماں اوزوں او زون عصر یہ فرض لی رکانت کو قضا پھی بارے مغرب یہ فرض تو رکانت اشاء فرض لی رکانت فرض دِما و قضا رے سنت ماں مشی واجب ماں ماشی چنو زندگی میں ما پتھ ماں اوزوں پہرے وِ وطر واجب وطر تر رکانت ဆိုပြီးတော့ဒီပုံစံအတိုင်းကျွန်တော်တို့ဖြည့်သွားလို့ရတယ်။ဒါပထမနေ့လဲကျွန်တော်တို့ရဲ့ပထမအုံဆုံးဇင်တကီရဲ့ဒါပြက်ခဲ့တဲ့ကစားပဲ။ဒုတိယနေ့လဲဘာကြောင့်လဲဆိုတော့ပထမပြုတ်သွားရင်ဒုတိယလည်းပထမဖြစ်သွားပြီ။ဒုတိယပြုတ်သွားရင်ဒါအဲ့လိုပဲတစ်ခုပြုတ်သွားရင်နောက်တစ်ခုကဒါထိတ်ဆုံးဖြစ်သွားပြီ။ဒီပုံစံနဲ့လဲကျွန်တော်တို့နိယတ်ကိုခြေသွားလို့ရတယ်။တကယ်တော့မွတ်စလင်တဦးဟာဒီကနေ့ထဲကနေစပြီးကျွန်တော်တို့တန်ဒိတ်တန်ချအောင်မှာကဘာလဲဆိုတော့ငါတို့ဒီဒီကနေ့ကစပြီးတော့ကစားပြီး မလုတော့ကစားရီထမဖြစ်အောင်ဖြစ်အောင်မလုတော့တကယ်လို့ကစားရီဖြစ်မိခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့ကနိနဲ့ရဲ့နဲ့ဗလာစာအုပ်တည်တန်ထားတင်တယ်အခုဆိုဖုန်းနေပေါ်လာပြီးလွယ်တယ် note တွေမှာမှတ်ထားတင်တယ်ငါဒီဘနရဘနလားကဒါဘနရဘနလားကအဆောနမတ်ကိုငါပြတ်ခဲ့တယ်ဘနရဘနလားမှာငါဖဂျာကိုမဖတ်မိခဲ့ဘူးအိပ်ပျော်သွားခဲ့တယ်ပြက်ခဲ့တယ်အဲ့ဒါလေးကျွန်တော်တို့မှတ်ထားတယ်ကစားပြန်ဖြည့်တဲ့အခါမှာအဲ့ဒီအတိုင်းเนาะ ရလရှင်ကျွန်တော်မျိုးဒီ3လပိုင်း2ရက်နေ့ရဲ့အဆတ်ကိုကျွန်တော်ကစားဖြည့်ပါတယ်နားလည်လားမသိဘူးအဲ့လိုပဲ3လပိုင်းနော်4ရက်နေ့ရဲ့မဂရစ်ကိုအဲ့လိုပဲဖဂျာကိုကျွန်တော်ကစားဖြည့်ပါတယ်အဲ့လိုမျိုးဖြည့်ရမှာကစားဆိုတာကအဲ့လိုနေ့နဲ့ရက်နဲ့အတိအကျဖြည့်ရတာကျွန်တော်တို့အခုလိုအခုနောက်လိုမျိုးကစားဖြည့်တယ်ကျွန်တော်ရဲ့ဇင်တကီမှာပထမအဦးဆုံးလုပ်ခဲ့တဲ့ဒီဖဂျာတို့ဇိုးတို့ဒါတွေကပါလဲဆိုတော့ များလို့လို့ကျွန်တော်တို့ဇင်တကီမှာမှတ်တောင်မမမီတော့ဘူးအဲ့လိုအခြေအနေတွေရဲ့ဒီကစားတွေကိုပြောတာတကယ်တော့မွ슬င်မွ슬င်တအုပ်အနေနဲ့ဒီလိုမနေတင်ဘူးနမာစ်တွေကစွာကြီးနဲ့ရိုဇာတွေလည်းအဲ့လိုပဲလွတ်ခဲ့တဲ့ကစွာကြီးတွေနဲ့ကျွန်တော်တို့မနေခဲ့ဘူးဇကာတ်တွေလည်းကျွန်တော်တို့ဇင်တကီမှာပြည့်အောင်မပြည့်ခဲ့ဘူးခိုးခဲ့တယ်ကတ်ခဲ့တယ်ခြံခဲ့တယ်ဒါတွေကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ဖြည့်ဆွတ်ပြီးတော့ပေးရမယ်အဲ့လိုပဲဟဂျ်ဖရက်စ်ဖြစ်ထားတယ်ဆိုလို့ရှိရင် သူဒီတချိန်တော့ဒါဖရက်အတာချကိုချမ်းရမယ်အဲ့ဒါဟာဂျ်ဖရက်ဖြစ်ပါလေရဲ့နဲ့ဟာဂျ်မတော်ဘူးဆိုရင်လေဒါအဲ့လိုအကျွေးတွေရှိနေလားကျွန်တော်တို့ပြန်စဉ်းစားရမယ်အဲ့ဒါတွေကိုဒီဖရက်တာဝန်တွေကိုအရင်ကိုအတာချပြင်အောင်ချရအောင်ဖြစ်တယ်အဲ့တော့အခုလက်ကြည့်ကျွန်တော်တို့အစ်နိမနတ်ကပဲ

အဲ့လိုပဲအစ်နှစ်မှာလည်းငါအရှင်ကလာအစ်နမတ်ဖတ်ဆိုလို့ရှိရင်ဒီအီမန်ရှင်တွေဟာပျော်ရွှင်စွာနဲ့ကျေနပ်စွာနဲ့ပါဝင်ကြတာပဲအရှင်အမိတ်ကိုနာခံကြတာပဲအစ်နမတ်လာဖတ်ကြတာပဲဒါကြောင့်ငါအရှင်ဟာသူတို့ကိုဘယ်လိုမျိုးအစားပေးရမလဲဖရစ်စတာတွေရှိမှဂုံယူစွာနဲ့မေးတဲ့အခါမှာဖရစ်စတာတွေကပြန်ပြီးတော့ဖြေကြတယ်ယ ल्ला သူတို့ကိုလည်းရှင်ပြပြဝဝသူတို့ရဲ့အစားကိုလည်းရှင်ချင်းမြင်မှာ လောရှိမကအဲ့ဒီဖလစ်တာတွေအရှိမပဲကျင်ညာတာအစ်နိမနှက်မှာပဲလောရှိမကကျင်ညာတယ်ဒီအစ်နမတ်ဖတ်နေတဲ့မြင်မှုကိုကြည့်ပြီးလှရှင်ကျင်ညာတယ်ဘဒဂဖာရတုလကုမ်ဆိယာတကုမ်ဟဆနာတ်ငါရှင်ကအဲ့ဒီလူတွေအားလုံးရဲ့အဖြစ်တွေကိုမဂ်ဖီရတ်လုပ်လိုက်ပြီးလူငင်းချမ်းသာဝင်ပေးလိုက်ပြီးသူတို့ရဲ့မကောင်းတဲ့ဂုဏအာကုသူတွေကိုတောင်းမှအကောင်အဖြစ်ဆဝါးအဖြစ်နဲ့ပြောင်းပြီးတော့တတ်မှတ်ပေးလိုက်ပြီဆိုပြီးတော့ဖရစ်တာတွေကိုချိန်ညားတယ်အဲ့တော့ကျွန်တော်တို့အခု နှလုံးသားဖြူဖြူလေးတွေပဲနှလုံးသားဖြူဖြူလေးတွေအလရှင်လုံပေးလိုက်ပြီးဘာဝနာမှမရှိဘူးအဲ့တော့ဒါတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဂွန်နာနဲ့ပြန်ပြီးညစ်ပေအောင်เนาะမဲသွားအောင်ကျွန်တော်တို့ပြန်မလုပ်တင်ဘူးကျွန်တော်တို့ဒါလေးကိုတန်မိုးထားပြီးတော့